အင်ချမ်းမြေနဲ့ပတ်သက်ပြီးကြည့်ရှုနေတဲ့သူလေးလာနေတဲ့သူတယောက်ချင်းစီတိုင်းမင်္ဂလာပါရှင်ကျမတို့89ပဲလေးအင်ချမ်းမြေရပါရှင်ဒီနေ့မှဆိုလို့ရှိရင်တော့ကျမတို့ဒါအယောင်အပ်ထားတဲ့ကိစ္စလေးတွေဝယ်ယူသူတွေဒါစုံစမ်းမြင်းမြနေတဲ့ကိစ္စလေးပါမင်းမြေနဲ့ကငယ်မြေကိစ္စဝယ်ရောင်းသမားလေးကိစ္စပေါ့နော်ဒါလေးတွေကျမပြောပြပေးပါဖြစ်တဲ့အတွက်ကိုအချိန်ပေးပြီးတော့တစ်ချက်လောက်လေးကြည့်ရှုပေးပါဆိုတဲ့ဟာလေးပြောချင်တယ်ရှင်ကျမတို့89ပဲလေးအင်ချမ်းမြေရပါရှင်ပေါ့နော် အရင်ဆုံးပြောချင်တာအယောင်အပ်ထားတဲ့ပိုင်ရှင်တွေကိုပြောချင်တာပေါ့နော်အယောင်အပ်ထားတဲ့ပိုင်ရှင်တွေဈေးနှုန်းပြောင်းသွားရင်ပဲဖြစ်ဖြစ်ပြီးတဲ့အခါကျအယောင်ထွက်သွားရင်ပဲဖြစ်ဖြစ်အယောင်ပိတ်လိုက်မယ်ဖြစ်ဖြစ်ကျမတို့89ပဲလေးအင်ချမ်းမီကိုအကြောင်းကြားပေးပါဒါနဲ့တစ်ဆက်သေးပေါ့နော်တချို့ကြတဲ့အခါကျတော့ပွင့်လင်းရသည်လေးတွေရောက်တာဖြစ်တဲ့အတွက်ကိုဈေးလေးတွေတက်ကြတယ်တက်ကြတယ်အဲ့လိုမျိုးတွေဖြစ်နေကြတယ်ကျမတို့ကြံခဲ့တဲ့လတွေလတွေဈေးဒီကြံခဲ့တဲ့ပေါ့နော်တစ်လအနေ၃လတွင်ရဈေးနှုန်းနဲ့အခုလက်ရှိဈေးနှုန်းနဲ့ကတော့အကုန်လုံးကတော့အတူတူကြီးပါပဲပေါ့နော်ချက်ချင်းလန်ငင်ဈေးမပြောင်းသေးပါဘူးဈေးမတက်သေးပါဘူးပေါ့နော်အဲ့ဒါလေးလည်းပြောချင်တယ်ပေါ့ ါ့နော်ကြံခဲ့တဲ့လအဖြစ်ဖြစ်မိုးမလို့ပေါ့နော်ဝယ်လူအားနဲ့ရောင်းလူအားနဲ့ဆိုမျှတာသေးတယ်အခုကနည်းနည်းလေးပွင့်လင်းရသည်ရောက်တာဖြစ်နေတဲ့အတွက်ရောင်းချင်တဲ့လူတွေပုံများပြီးတော့ဝယ်ချင်တဲ့လူကပေါ့နော်ကျွန်တော်တို့နည်းနည်းလေးနည်းရလေးမြင်နေတယ်ရောင်းသူအားကိုကြည့်မယ်ဆို80ရာခိုင်နှုန်းလောက်ကိုမြင်ပြီးတော့ဝယ်သူအားဆိုလို့ရှိရင်30ရာခိုင်နှုန်းလောက်ကိုပဲမြင်နေပေါ့နော်ဒါကြောင့်မလို့ဈေးတက်ပြီးတော့ရောင်းချင်တဲ့ဧည့်သည်တွေဆိုလို့ရှိရင်တော့အခုဆိုခမန်းချင်လို့ရပြီပေါ့နော်တချို့ကြတော့ပွင့်လင်းရသည်ဖြစ်သွားတဲ့အတွက်ကိုဈေးနှုန်းဘယ်လောက်တက်လို့ရလဲဈေးဘယ်လောက်ပို့ခေါ်ပြီးလို့ရလဲဒါမျိုးလေးတွေမြင်ကြရရှိတယ်ကျွန်မမှန်းချက်ကတော့ဒီလာ တွေလာတွေကတော့ဒီတိုင်းပဲသွားအောင်မှာပဲပေါ့နော်ဈေးနှုန်းပုံမှန်တိုင်းလေးပေါ့နော်ပြန်ပြီးတော့ပို့ပြီးတော့ဈေးတက်လေးပြန်ခေါ်ဖို့ဆိုလို့ရှိရင်တော့လာမဲ့တစ်လပိုင်းနှစ်လပိုင်းကိုပဲစောက်ပြီးတော့ရောင်းကြပါအဲ့လိုမျိုးဆိုလို့ရှိရင်တော့အခြေပေးပြီးရောင်းနိုင်လာဖြစ်တဲ့အတွက်ကိုဈေးပို့ပြီးတော့ပေါ့နော်အတက်ကလေးနဲ့ရမယ်အခုလောလောဆယ်ပေါ့နော်အယောင်းဝယ်ညံခြင်းလို့ပေါ့နော်အချက်ချင်းတငင်ရောင်းခြင်းလေဆိုလို့ရှိရင်တော့ကျမတို့89ဘက်လေးအင်ချမ်ပြီမှာနေ့စဉ်နေ့တိုင်းလာရောက်ရောင်းချနိုင်တယ်ကျမတို့စီကဝယ်ယူထားတဲ့ပိုင်ဆိုင်မှုမျိုးဆိုရင်တော့ခုံးလေးဆက်ပြီးတော့ပဲအယောင်းအလိုက်ယူမယ်ပေါ့နော်ဒါသည်အခုချက်ချင်းတငင်ရောင်းခြင်းလေဆိုလို့ရှိရင်ကျမတို့ယုံဝါနေပြီ ော့တစ်စီဘယ်လောက်ပေးရဲအဲတကယ်လို့မှမဟုတ်ဘူးတစ်လအတွင်းပေါ့နော်နေနှစ်လအတွင်းမှာစောင့်ပြီးရောင်းမယ်ဆိုလို့ရှိရင်တော့ဒါကဒီဘယ်လောက်ခေါ်ပြီးရောင်းလို့ရလဲဆိုတဲ့ဟာကိုတစ်ခါလဲဈေးဖြတ်ပေးရဲပေါ့နော်ဒါကြောင့်မို့ချက်ချင်းနိုင်ငံတစ်ထိုင်နဲ့ရောင်းခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့89ပဲလေးအင်ချင်ပြီးမှလာရောက်ရောင်းချနိုင်တယ်လို့မျိုးအချိန်ယူပြီးစောင့်ရောင်းမယ်ဆိုလို့ရှိရင်တော့ဈေးပိုရမှာပေါ့နော်အဲ့လိုမျိုးလေးအချိန်ယူပြီးစောင့်ပြီးတော့ရောင်းနိုင်ပါတယ်ဆိုတဲ့ဟာလဲပြောခြင်းနဲ့ကျွန်တော်တို့စီကဝယ်ယူထားတဲ့ပိုင်ဆိုင်မှုမျိုးဆိုလို့ရှိရင်တော့ဦးစားပေးနေနဲ့ပြန်ဝယ်ပေးပြီးတော့အပြင်ကျိုးဆောင်နေရာမြန်ဝယ်ထားတာဆိုလို့ရှိရင်တော့ပိုင်ဆိုင်မှုမှုမျိုးစာရုပ်စာတမ်းယူလာပြီးတော့ရုံးခန်းမှာလာရောက်တိုင်းမျိုး ဆွေးနွေးပြီးရောင်းချနိုင်တယ်။ကျမနဲ့တွေ့ကျင်နေပေါ့နော်ဆိုလို့ရှိရင်တော့ကျမတို့တနားရီနောက်ပိုင်းလေးကိုလာပါဆိုတဲ့ဟာကိုလည်းပြောချင်ပါနဲ့ပေါ့နော်။ဒါကတော့အယောင်သမားတွေကိစ္စအဝယ်သမားတွေကိစ္စဆိုလို့ရှိရင်တော့ကျမတို့ဝယ်ဖို့ပိုင်ဆိုင်မှုဆိုလို့ရှိရင်တော့လူနေရက်ွက်ကိုဝယ်မလာကျမတို့ယင်းနှမြုံနေတဲ့နေရာတွေကိုဝယ်မလာယင်းနှမြုံနေတဲ့နေရာတွေဝယ်မယ်ဆိုလို့ရှိရင်တော့ဝယ်ရောင်းသမားတွေကိုကျမပြောချင်တာဆိုရင်ချက်ချင်းဝယ်ပြီးချက်ချင်းရောင်းမယ်ဆိုလို့ရှိရင်တော့ဝယ်ရောင်းသမားတွေမဝယ်ကြပါနဲ့မြေကွက်တွေကျမတို့ကချက်ချင်းဝယ်ပြီးချက်ချင်းရောင်းလို့ရတဲ့ထဲမှာမပါဘူးပေါ့နော်။အနေအုံဆုံးအချိန်နဲ့ယင်းနှိမ့်နိုင်ရမယ်ငွေလည်းယင်းနှိမ့်နိုင်ရမယ်အချိန် င်ဆိုလို့ရှိရင်နေက6လအနေတစ်နှစ်အဲနှစ်နှစ်ကနေ3နှစ်ဒါမျိုးရင်းနှီးထားနိုင်တယ်ဆိုလို့ရှိရင်တော့ပိုပြီးကောင်းတာပေါ့နော်တစ်နှစ်ဝင်ရင်းမလားနှစ်နှစ်ရင်းနှီးမလား3နှစ်ရင်းနှီးမလားအဲ့လိုမျိုးနှစ်ကြီးရင်းနှီးထားနိုင်ပြီပိုပြီးတော့ကောင်းလိမ့်မယ်ကျမတို့ဒီ89နဲ့ရေရှည်တည်တတ်နေတာဟာလည်းပြောရမယ်ဆိုအကျိုးဆောင်တစ်ခုလည်းမဟုတ်ဘူးကိုကိုတိုင်းလည်းဝယ်ရောင်းလုပ်တာကိုကိုတိုင်းလည်းဝယ်နေတာရောင်းနေတာပေါ့နော်ဒီလိုမျိုးလေးတွေကြောင်းမလို့ဒါလေးကျမတို့လည်းရေရှည်တည်တတ်နေအားလုံးကိုအချိန်ရင်းနှီးနိုင်တယ်ငွေရင်းနှီးနိုင်တယ်ဆိုလို့ရှိရင်တော့ဝယ်ရောင်းလုပ်လို့ကောင်းအခုဝယ်ပြီးအခုရောင်းဖို့ဆိုတဲ့ဟာလေးကျမပြောချင်တာကလေအကုန်လုံးကအခုဝယ် ပြီးအခုပြန်ရောင်းပေးနိုင်နေဆိုတဲ့ဟာလည်းဒါဟာလည်းပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါရောင်းချင်လို့ပြောတဲ့စကားပဲဖြစ်မှာပေါ့နော်ဒါပေမဲ့လည်းအနေဦးဆုံးကတော့လနဲ့ချီပြီးတော့ရင်းနှီးရပါမယ်ဆိုတဲ့ဟာကိုလည်းပြောချင်ပါတယ်ရှင်အခုဝယ်ပြီးအခုချက်ချင်းငငပြန်ရောင်းထွက်မှာတော့ဒီအကျိုးဆောင်တွေအကုန်လုံးဝယ်ရောင်းသမားတွေအကုန်လုံးလည်းခုဟာကိုပဲယူပုံကြတော့မှာပေါ့နော်ဒါလေးတစ်ချက်ကိုပြောချင်တယ်အနေဆုံးကတော့ပေါ့နော်ဝယ်ရောင်းသမားတွေသိထားမှာကျွန်မတို့ရင်းနှီးတဲ့လူတွေအများကြီးပြောတယ်ကျွန်မစီဝယ်ရောင်းလာပြီးကစားတဲ့လူတွေလည်းအများကြီးပြောအနေဦးဆုံးကတော့၃လမျိုး၆လမျိုးရင်းနှီးထားရမယ်အလင်းသိင်အသိင်တဲ့လူမျိုးတော့အရောင်းကတော့ချက်ချင်းပြန်ပြီး ော့ဖွင့်မှာဒီနေရာမှာကျမတို့ဒီနေ့ဝယ်ပြီးမနေ့ဖြစ်ရင်လည်းရောင်းရင်ရောင်းထွက်သွားလိမ့်မယ်ကြိုက်သူပုံမှာမူတည်ပြီးဝယ်သူပုံမှာမူတည်ပြီးအဲ့နေရာမှာတစ်လအတွင်းနဲ့ဖြစ်ရင်မနှစ်လအတွင်းနဲ့ဖြစ်ဒါမဲ့ကိုယ့်ရဲ့အသိစိတ်သက်သေးသည်လားလောက်ကိုတော့ထည့်ထားပေးကျမပြောချင်တာကအနေအဆုံ၃လမျိုး၆လမျိုးတစ်နှစ်မျိုးတော့ခန်းစားချက်လေးထပ်ထားပေးပါဆိုရဲဟာလည်းပြောချင်တယ်ဒါဝယ်ရောင်းသမားတွေပြောချင်တာပေါ့နော်ဝယ်သူသမားတွေကိုပြောချင်တာဆိုလို့ရှိရင်ဟိုဝယ်သူသမားတွေပြောချင်တာဆိုလို့ရှိရင်ပေါ့နော်တစ်နှစ်မျိုးနှစ်နှစ်မျိုးသုံးနှစ်မျိုးအဲ့တည်းကြီးကတော့လေမစင်းစားနိုင်နဲ့ ဝယ်ကိုဝယ်ထားရမယ်ထဲမှာမြေခွက်တွေပါပါတယ်ပေါ့နော်မြေခွက်ဆိုတဲ့ဟာထုတ်လုပ်ပုံမဟုတ်ဘူးပိုင်ဆိုင်မှုမှန်တဲ့နေရာကောင်းတဲ့ပစ္စည်းဆိုလို့ရှိရင်ဒီနေရာဒီတစ်ခုပဲရှိမှာနောက်တစ်ခုဆိုတဲ့ဟာထပ်ပြီးမရှိဘူးဒီဧည့်သည်ဝယ်သွားပြီလို့သူတည်ပြန်ရောင်းမယ်ဆိုလို့ရှိရင်တော့ဈေးဖွင့်ဒီဈေးနဲ့မရတော့ဘူးပေါ့နော် ဒါကတော့ဝယ်သူဘက်ကဝယ်သူတွေရဲ့လူတွေဝယ်သူတွေအတွက်ကိုကျွန်မပြောပေးတဲ့စကားပေါ့နော်အဲဒါကြောင့်မလို့ကျွန်မတို့ဒီနေရာမှာပါမစ်မြေကိုများသွားဆိုကြိုက်ကြတယ်ပါမစ်မြေများမှာစီပင်ရောက်တဲ့ပါမစ်နဲ့စီပင်မရောက်တဲ့ဟာလေးတွေလည်းမေးကြတာရှိတယ်အကုန်လုံးဒီသက်ဆိုင်ရာယုံဌာနထုတ်ပေးထားတဲ့ပိုင်ဆိုင်မှုအမျိုးအစားတွေပဲဒါကြောင့်မလို့ကျွန်မတို့1900 1900ကနေစပြီးတော့ပေါ့နော်ကျွန်မတို့2000တခု ့အဲ2000တခုမြို့တိမှတ်ပုံတင်ထားတာအိုးရင်ယုံမှာနာမည်စရင်းသွင်းထားတဲ့ပိုင်ဆိုင်မှုဆိုလို့ရှိရင်တော့စီပင်စရင်းကိုရောက်သွားပြီအိုးရင်ကနေစီပင်ကိုလွှဲပေးပြီးသွားပြီပေါ့နော်အဲ့နေရာမှာ2000ခုနှစ်ကနေ2016ခုနှစ်ပေါ့နော်ဟိုနာမည်စရင်းသွားသွင်းထားတဲ့ပိုင်ဆိုင်မှုတွေကတော့စင်မလို့အိုးရင်ယုံမှာပဲစရင်းရှိရဲ့စီပင်ကိုစရင်းမရောက်သေးမလွှဲသေးအချိန်တန်ပေါ့နော်သူ့ယုံကနေသူ့ယုံကိုပေါ့နော်ရောက်သွားလိမ့်မယ်ဒါကယုံပန်းဆိုင်တဲ့ကန္နာပေါ့နော်ဒါကြောင့်မလို့စီပင်မရောက်လို့အယောင်းဝယ်လုပ်လို့မရအောင်ဆိုတာလည်းမရှိဘူးပေါ့နော်စီပင်မရောက်လို့ပေါ့နော် ေးနှုံဟိုအတက်အကျရှိရဲဆိုတာလည်းမရှိဘူးဒါတွေဒီကျမတို့အကျိုးဆောင်တွေတော်တော်များများပဲပေါ့နော်စီရင်မရလို့ဈေးလေးလျှော့ပေးပါစီရင်မရလို့ဒါလေးဘယ်လောက်ပေးပါအဲ့လိုပုံစံမျိုးလေးပြောကြဆိုကြတာပေါ့နော်တကယ်တကယ်တော့ပိုင်ဆိုင်မှုခိုင်မာမှုချင်းကအတူတူပဲကျမတို့အတွေ့အကြုံများဆိုလို့ရှိရင်စီရင်ရောက်တဲ့ပိုင်ဆိုင်မှုနဲ့စီရင်မရောက်တဲ့ပိုင်ဆိုင်မှုကခရံရှောက်မယ်ဆိုလို့ရှိရင်လားစီရင်မရောက်တဲ့ပိုင်ဆိုင်မှုတွေဒီခရံအမြန်ထွက်တယ်ဘာဖြစ်လို့အိုးရင်ရောမှာမူရင်းခွဲတစ်ခါလဲရှိတယ်ပေါ့နော်မူရင်းခွဲရှိတယ်လေကြာစီရင်ရှိတယ်မှတ်တမ်းတစ်ခါလဲကျမတို့တိုက်ပြီးစစ်ထားလို့ရတယ်ပေါ့နော်တချို့ပိုင်ဆိုင်မှုတွေကစ ီဘင်ကိုတော့လွှဲလိုက်ပါတယ်ဒါမှမဟုတ်စီဘင်မှာမြန်ကျွန်တော်တို့ဒါရှာဖွေဖို့ခက်ခဲနေတာရှိနေတယ်ဆိုလို့ရှိရင်ဒီဟာတွေဒီပေါ့နော်စီဘင်ရောက်ပြင်မယ်ပေါ့နော်ကြန့်ကြာတာလေးရှိရင်ဒါပေမဲ့ကျွန်တော်တို့ကြန့်ခဲ့တဲ့နှစ်ကစစ်လိုက်တဲ့အခါကျလို့ရှိရင်နံမဲတစ်မျိုးအခုနောက်နှစ်မှာစစ်လိုက်တဲ့အခါကျနံမဲတစ်မျိုးပေါ့နော်စီဘင်ရောက်တဲ့ပစ္စည်းလေးတွေဒါမျိုးလေးတွေတော့ဖြစ်နေတာဈေးကွက်ထဲမှာမြင်နေရတွေ့နေရတယ်ပေါ့နော်အဲ့တော့ပြောပြန်ပြောရမယ်ဆိုလို့ရှိရင်တော့စီဘင်ရောက်တဲ့ပစ္စည်းနဲ့စီဘင်မရောက်တဲ့ပစ္စည်းကအကုန်လုံးကအတူတူပဲကျွန်တော်တို့အိုးဝင်ယုံမှာမှတ်ပုံသွားတင်တာမှတ်ပုံသွားတင်တာဆိုတဲ့အခါရရှိထားတဲ့အရင်းအားအရာရှိရအိုးဝင်ယုံမှာနံမဲသွားသွင်းတာ စောတယ်ဆိုရင်စီပင်စင်းရောက်လိမ့်မယ်။ရရှိထားတဲ့ဟိုဥစည်းရာရှိကအိုးရင်ယုံမှာမှတ်ပုံသွားတင်တာနောက်ကြတယ်ရောင်းဝယ်လုံမှာပေါ့နော်2000ခုနှစ်ကအပေါ်ပိုင်းမှာမှတ်ပုံသွားတင်တာနာမည်သွားပြီးတော့အိုးရင်မှာသွားတင်တာဆိုလို့ရှိရင်တော့စီပင်မရောက်ဘူး။ဒါပေမဲ့ဒီကျမတို့ကယုံပေါ့နော်သူရဲ့သက်ဆိုင်ရာယုံခန္ဓာအတိအကျမှာဆောက်ရဆာရစစ်ဆေးလို့ရပါတယ်ပေါ့နော်။တကယ်ကျွမ်းကျင်တဲ့အကျိုးဆောင်တွေတကယ်ကျွမ်းကျင်တဲ့ရှေ့နေနဲ့စစ်ဆေးမယ်ဆိုလို့ရှိရင်တော့ကိုယ်ပိုင်ဆိုင်မှုတွေမရော့ကြပါဘူးဆိုတဲ့ဟာလေဒီနေရာနေပြောချင်တယ်။ကျမတို့ဝယ်ယူတဲ့ငွေအမောက်လိုက်လိုက်ကိုပေါ့နော်ကျမတို့တန်ဖိုးရှိတာဖြစ်နေရတဲ့အတွက်ကိုကျွမ်းကျင် င်တဲ့ရှေ့နေပြီးနည်းခေါ်ပြီးတော့အယောင်းဝယ်လုပ်မယ်ဆိုရင်လည်းပို့ပြီးတော့ကောင်းပါတယ်ဆိုတဲ့ဟာလည်းပြောချင်တယ်အဲလိုအပ်ခတ်မယ်ဆိုလို့ရှိရင်တော့ကျမတို့89ဘက်လေးကိုဆက်သွယ်ပါကျမတို့စီမံဝယ်မရောက်မှာမဟုတ်ဘူးပြင်ပါဧည့်သည်တွေမှာစားစားတဲ့ဆစ်ချင်တာတရင်းစားကြောင်ညာထည့်ချင်တာရှင့်နေလူချင်တာခရံကရံမိဘောက်ပြောင်းချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့89ဘက်လေးအင်ချန်နီမှာလာရောက်လေ့လာနိုင်ပါတယ်ဆက်သွယ်မယ်ဆိုလို့ရှိရင်တော့300ကို ကိုမနက်9နိုင်ရနေညနေ9နိုင်ဒီဆက်သွယ်ပါဆိုတဲ့ဟာကိုလည်းပြောချင်ပါတယ်ရှင်ပေါ့နော်ကျမနဲ့တကယ်လို့တိုင်ပင်ဆွေးနွေးခြင်းနဲ့တွေ့ခြင်းနဲ့ဆိုလို့ရှိရင်တော့ဖုန်းလေးကြိုဆက်ပါတနိုင်နောက်ပိုင်းညခဲ့ပါဆိုတဲ့ဟာကိုလည်းပြောချင်ပါတယ်ရှင်ပေါ့နော်ဒီနေရာမှာနောက်ထပ်တစ်ချက်ကလေးကိုထပ်ပြီးတော့ပြောချင်တာပေါ့နော်အဝေးသမားလေးတွေလက်ရှိအခုလောလောလတ်လတ်ရောင်းမှုရှိတာလေးဖြစ်နေရတော့ကိုပေါ့နော်အလဲလက်တန်းစားပေါ့နော်ကျမတို့ပုံဟိုပုံမှန်ပေါ့နော်ဝဲပူးထားခြင်းလို့ပေါ့နော်ဒါဒါလေးကလုံးကြည့်လိုက်ခြင်းလို့ဆိုလို့ရှိရင်တော့3920ရာနေစ ာပြီးတော့သိန်း6000 9000တိပေါ့နော်ရင်းနှီးမြှုပ်နှံလို့ရတဲ့နေရာတွေရှိပါတယ်ပေါ့နော်အဲ့တော့ကျမတို့တင်ငန်းတည့်ရက်ွက်ပေါ့နော်အလေလန်းချေပေါ့နော် main line မှာရေကြောက်ကမှာသိန်း920နဲ့ဈေးမပြောင်းမရပါသေးပါတယ်ပေါ့နော်ကြံခဲ့တဲ့လတွေကဈေးဒါမဲ့ဒီလ15နှစ်နောက်ပိုင်းဆိုလို့ရှိရင်တော့ဒါလေးဒီ956ဝါဖြစ်ပြီပေါ့နော်ဒီရသေးဒီစီပင်စရင်ရောက်တယ်နော်1998ခုနှစ်တည်းကထုတ်ပေးထားတာပါမင်းမြေမျိုးစားဖြစ်တယ်အိမ်ရဆောက်လို့ခွင့်လူနေထိုင်ခွင့်ကျထားပြီးသားပါရှင်ကျမတို့ရန်ကုန်တိုင်းတတိုင်းလုံးပေါ့နော်ပြောရမယ်ဆိုတကုံလေးမြို့နယ်တောင်တကုံမြောက်တကုံတကုံစိတ်ကမ်းပေါ့နော်အရှိတကုံမြတ်မြတ်တော်တော်များများပါမ င်းမြေလေးပဲများပါမင်းမြေကနေစင်ပေါ်တော့ခရံမြေလေးတွေလျှောက်ကြတယ်လောလောဆယ်တော့ခရံလေးကပိတ်ထားသေးတယ်ရက်ထားသေးပါတယ်ကျန်ခဲ့တဲ့2024ရက်နေစပြီးအခု2025ထိရက်ထားတဲ့အထဲမှာပါနေပါသေးတယ်ဒီလာမယ့်2026ကျလာလို့ရှိရင်တော့ပြန်ခွင့်လာတဲ့အခါဆိုလို့ရှိရင်တော့ပါမင်းမြေတွေနဲ့ခရံမြေတွေပြန်ပြီးတော့ပြောင်းလဲလို့ရပါမယ်လောလောဆယ်ကတော့အကုန်လုံးရက်ထားသေးတယ်ဆိုတဲ့ဟာကိုလည်းပြောချင်ပါတယ်ရှင်ပေါ်တော့ဒါကြောင့်မလို့ကျမတို့ဝယ်ယူသူတွေပေါ့နော်လာတဲ့အခါကျလို့ရှိရင်လည်းငွေမောက်ဘလောက်သုံးမယ်ပိုင်ဆိုင်မှုအမျိုးအစားလည်းကျမတို့အရင်ဆုံးရှင်းပြပေးတယ်နေရာလည်းအရင်ရှင်းပြပေးတယ်ဝယ်ရောင်းဆို ို့ရှိရင်လည်းဝယ်ရောင်းသမားအတွက်ကိုဘယ်လိုတိတော်တဲ့နေရာထည့်ပေးရမလဲဆိုတဲ့ဟာကျမတို့ရုံကဝန်ထမ်းတွေရောအစကျမကိုယ်တိုင်လည်းအကုန်လုံးညွှန်ပြပေးရလာတဲ့ဝယ်ယူသူကိုညွှန်ပြပေးပြောပြပေးရပေါ့နော်အဲဒီအတိုင်းပဲထားရောင်းသမားဆိုလို့ရှိရင်လည်းထားရောင်းအတွက်ဆိုဘယ်ဟာလေးနဲ့ကောင်းလဲဆိုတာပြောပြပြောပေးရပေါ့နော်အဲ့တော့အခုလောလောဆယ်ဝယ်ယူခြင်းလဲဆိုလို့ရှိရင်နော်ကျမတို့သိန်း920ဝင်းကျင်ကနေစပြီးတော့ပေါ့နော်သိန်း4500လာမင်းလမ်းမပေါ်နေနော်ဘောင်ပေါ်မှာဘောင်ပေါ်လူချင်တာကျွန်တော်ကျမတို့ဒီဘောင်ပေါ်မှာရင်းနှီးမြှုပ်နေကျင်တာဘောင်ပေါ်တွေဝယ်နိုင်နေတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ကျမတို့အရင်ခုနှစ်တွေခုနှစ်တွေတုန်းက 5000နန်းဆိုလို့ရှိရင်ခုဆိုလို့ရှိရင်9000လောက်ဖြစ်တယ်အဲ9000နန်းဆိုလို့ရှိရင်ခုဆိုလို့ရှိရင်တပေါင်းကျော်တက်ပြီးတော့ဖြစ်တာဖြစ်နေတဲ့အတွက်ပေါ့နော်ပြီးရင်ဒါမဲ့ခုနှစ်တည်းအမအင်ဂျင်နီယာတွေလောက်ဈေးနှုန်းတွေတက်လာတာပေါ့နော်အမထပ်ပြီးမြင်လာဆိုတဲ့ခါကျလေကျမပြောချင်တာစကားလေးတစ်ခုနဲ့ကျမတို့အိမ်ရဲ့ခြံရဲ့မြေရဲ့ဆိုတဲ့ခါကျတော့ကျမတို့လေဒါကလေဟိုမြေရှိလို့အိမ်ဆောက်လို့ရတာပေါ့ထားလိုက်ပေါ့နော်ဒီမြေကွက်တွေဒီကျမတို့ကထုတ်လို့ကုန်မဟုတ်ဘူးထပ်ထုတ်လို့မရဘူး ပြီးပါအနေနဲ့လာထည့်လို့မရဘူးခုနေရနေကွဒီနေရရှုလို့မရဒီနေရနေကွလည်းခုနေရရှုလို့မရအဲပြီးတော့ဒီလိုပိုင်ဆိုင်မှုမျိုးနဲ့ဒီလိုနေရမျိုးတွေကထပ်ထုတ်လို့ရတဲ့နေရအနေထားတွေမဟုတ်ဘူးပေါ့နော်အားကြောင့်မို့ညေကွတည်ကျမတို့ကထုတ်လို့ပုံမဟုတ်ပါဘူးပေါ့နော်လူတွေတည်တန်းနေသူတွေပေါ့နော်ကျမတို့ဒီရဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားရှိနေသူတွေတည်တန်းနေသူဒီရဲ့အင်ချင်ပြည်လောကကြီးအမြဲတည်တန်းနေမှာဆိုတဲ့ဟာကိုလည်းပြောချင်တယ်အဲ့နေရာမှာကို့လောဘပဲလူတွေပေါ့နော်ကို့တည်နည်းနည်းအမျက်လူကျင်တာလားမြမြအမျက်လူကျင်တာလားပေါ့နော်အချိန်ရင်းနှီးနိုင်တယ်ငွေရင်းနှီးထိုင်တယ်လည်းဆိုလို့ရှိရင်တော့အကျိုးမြတ်က တော့အကုန်လုံးရရှိမယ်ဆိုတဲ့ဟာကိုလည်းပြောချင်ပါတယ်ရှင်အဲ့တော့ဘောင်ဘော်ရင်းနှီးကျင်တဲ့လူတွေတိတ်လေးတောင်ကနေစပြီးတော့တိတ်6000ကျော်ထိပေါ့နော်ကျွန်မမှာပေ40ပေ60ပေတရာလမ်းမဘောင်ဘော်တွေရောင်းပေးဖို့ရှိတယ်ကွန်ကရစ်လမ်းမတွေမိကြဟားပြီးတာနေရာတွေမိမကြဟားတဲ့နေရာတွေပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ပိုင်ဆိုင်မှုကတော့တချို့ ဟာတွေဆိုရင်လည်းစီပင်ရောက်တယ်တချို့ဟာတွေဆိုလည်းစီပင်မရဘူးတချို့ဟာတွေဆိုလည်းဂယံကြီးပေါ့နော်ဒါပေမဲ့ဝယ်ရောင်းတော်တော်များများထားရောင်းတော်တော်များများပါမင်းမြေကိုကြိုက်ကြတယ်ပေါ့နော်အဲပါမင်းမြေကိုကြိုက်ရင်လည်းစီပင်ရောက်တာမရောက်တာအဓိကမဟုတ်ပါဘူးအချိန်နဲ့အစိုးရလွှဲလွှဲရင်ရောက်သွားမှာပဲပြုတ်သွားမှာပဲပိုင်ဆိုင်မှုမှန်ကန်မှုနဲ့တုံးတစိမ့်လက်မှန်ကန်မှုကအရေးကြီးဆုံးဆိုတဲ့ဟာကိုလည်း ပြောချင်ပါတယ်ရှင်ပေါ့နော်တကယ်တော့ဒါတွေကအကျိုးဆောင်တွေတော်တော်များများပါဘောနော်စီမီမြောင်လို့ဘလောက်လေးလျှော့ပေးလိုက်ပါဘောနော်အဲ့လိုမျိုးလေးတွေပြောရင်ပြောရင်ပြောရင်လည်းဒီနှစ်မှာမှဒါလေးတွေကပို့ပြီးတော့တွင်ကျဲလာဟိုးရင်တော့ဒါမျိုးလေးဆိုတာရှိတာမရှိခဲ့ပါဘူးပေါ့နော်အဲ့တော့စီပင်ရောက်ရောက်မရောက်ရောက်ပိုင်ဆိုင်မှုမှန်ကန်မှုကအရေးကြီးဆုံးပါရှင်ပိုင်ကန်ပိုင်ဆိုင်မှုမှန်ကန်တယ်ဆိုလို့ရှိရင်တော့ရောင်းဝယ်ပြုလုပ်လို့ရပါတယ်ဆိုတဲ့ဟာကိုလည်းပြောချင်ပါတယ်ရှင်ကျွန်မအခုပြောပေးလိုက်ရတဲ့စကားလုံးတိုင်းရပါဘောနော်ကျွန်တော်တို့တဦးလေးတယောက်ထဲရပါဘောနော်နေ့စဉ်နေ့တိုင်းထားတွေ့ကြုံနေတဲ့ဟာကိုကျွန်တော်တို့ပြောပေးလိုက်ရတာပေါ့နော်အရန်တော် ်နေလို့အရန်တက်နေလို့ကျမရဲ့တော်တဲ့လူတွေကျမရဲ့တက်တဲ့လူတွေကျွမ်းကျင်တဲ့လူတွေရှိမယ်ဒါကကိုယ့်ရဲ့ကျွမ်းကျင်ရာကျွမ်းကျင်ရာတပါဏပေါ့နော်ကျမတို့ဒီဒါနှိမ့်စင်နှိမ့်တိုင်းအယောင်းဝယ်ပြုတ်လုံနေရဲ့အတွေ့အကြုံနဲ့လေကျမဒါ sharing လေးလုပ်ပေးခြင်းဖြစ်ပါတယ်ဝင်မြခြင်းဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့မကြိုက်သူတွေလည်းကြော်သွားပါကြော်မသွားနိုင်လို့အမြဲကြည့်ပြောနေတယ်ဆိုလို့ရှိရင်ဆက်ပြီးပြောပါဆိုတော့လည်းပြောခြင်းပါတယ်ရှင်ဘာပဲပြောပြောဘလို့ပဲဟိုစားဖြစ်ဖြစ်ကျမတို့ဘာမှဖြစ်မှာမဟုတ်ပါဘူးပေါ့နော်အသားလေးနာသွားမှာမဟုတ်ပါဘူးဆိုတော့ဟာပြောခြင်းပါတယ်ရှင် မှန်ကန်သောနေရာကိုသွားနေရလေမှန်ကန်ဆုံးလုတ်ပေးနေရဖြစ်တဲ့အတွက်ကိုပေါ့နော်ကိုလေးပြကိုယုံနဲ့ဒါကြောင့်မလို့ကျမစီကဝယ်ထားတဲ့ပိုင်ဆိုင်မူပဲဖြစ်ဖြစ်ကျမတို့အကျိုးဆောင်ထားတဲ့ပိုင်ဆိုင်မူပဲဖြစ်ဖြစ်ပြင်ပရောင်းကျင်တော့အခက်ခဲဖြစ်နေတယ် ဘလို့ဆိုလို့ရှင်တော့ကျမတို့89ပဲလေးအင်ချမ်းမြေမှာနေ့စဉ်နေ့တိုင်းအယောင်းဝယ်ပြုလုပ်ပေးပါတယ်ရှင်ပေါ့နော်ကျမတို့ရုံငန်းတည်နေရဆိုရင်တောင်တကုံမြို့နယ်25ရက်ွယ်ပလဲရတနာလမ်းမပေါ်မှာရှင်ပေါ့နော်အိမ်မက်42ပါရှင်ပြည်တော်စုပန်းချံကြီးရှိရယ်ပန်းချံကြီးရဲ့အရှိမဆိုပန်းချံကားမှတ်တိုင်းကားမှတ်တိုင်းရဲ့ဘေးမှာပလဲရတနာမင်းလမ်းမကြီးဆိုတော့ပေတရာကျတဲ့လမ်းမရှိတယ်ပလဲရတနာလမ်းမကြီးကိုဝင်လာပြီဆိုတာနဲ့ငါးတိုင်းရက်ပါရှင်မနက်9နိုင်ရနေညနေ9နိုင်ထိရုံခွင့်ပါတယ်ရှင်ရုံပိတ်ရမရှိပါဘူးရှင်နေ့စဉ်နေ့တိုင်းလာရောက်စုံစမ်းမင်းရနိုင်ပါတယ်ရှင်ပေါ့နော်လာရောက်ဝယ်ယူနိုင် ိုင်ပါတယ်ရှင့်စာရွက်စာနဲ့ပေါ့နော်အင်တာနက်နဲ့ပတ်သက်လို့အမျိုးမျိုးမျိုးဝန်ဆောင်မှုကိုလိုချင်လဲဆိုရင်တော့လာရောက်လေ့လာကျွန်မတို့ဆီမှာလည်းရှေ့နေတွေရှိတာဖြစ်နေတဲ့အတွက်ကိုရှေ့နေတွေမြန်လိုအပ်ခဲ့တယ်ဆိုလို့ရှင့်လည်းလာရောက်တိုင်ပြီးဆွေးနွေးနိုင်ပါတယ်ရှင့်တရားချင်းစီတိုင်းကျေးဇူးတင်ပါတယ်ဝယ်ယူသူများအလုံးရောင်းချသူများအလုံးလုပ်ငန်းသူများအလုံးနှိပ်စင်နေတိုင်းအောင်မြင်တိုးတက်ပါစေရှင့်